ငါးငါးကျွန်တော်နှလုံးပေါင်းကျွန်တော်တုံရလို့ရတယ်ဗျငါးငါးနှလုံးပေါင်းတုံရတုံရရဲ့ပါဝါသည်ငါတုံရပါဝါငါဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်ရှစ်ခုနှလုံးပေါင်းငါလို့ပြန်စင်းတယ်ဗျ ုံရပါဝါ5ဖြစ်တဲ့အတွက်မို့ရှစ်ခွန်နှလုံးပေါင်း5လို့ဆင်းလာတယ်ဗျခွန်နောက်ပိတ်ဗျခွန်ပိတ်လို့လာတယ်ဗျခွန်နောက်ပိတ်ဒီဘက်မှာကျွန်တော်6ရှိနေတယ်ဗျ6ရဲ့ပါဝါကကျွန်တော်1ဗျ6ပါဝါ1ဖြစ်တဲ့အတွက်မို့ဒီဘက်မှာကျွန်တော်6 8ခွန်နှလုံးပေါင်း1လို့ပြန်ဆင်းတယ်ဗျ 6ခု3လုံးပေါင်း1ဗျ6ပါပါ1ဖြစ်တဲ့အတွက်မို့သူက68ခု3လုံးပေါင်း1လို့ပြန်ဆင်းတယ်ဗျခွန်ထိတ်လို့လာတယ်ဗျခွန်ထိတ်ခွန်ပိတ်ခွန်ခွန်လို့ဆင်းလာတယ်ဗျ4 3 2 5 3 1 6 3ည6 3 3ကနှလုံးပေါင်းကျွန်တော်ရှစ်လို့ရတယ်ဗျ3ကနှလုံးပေါင်းရှစ်ရဲ့ပါဝါဒီ3ရှစ်ပါဝါ3ဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်3ညာ3နှလုံးပေါင်း3လို့ပြန်ဆင်းတယ်ဗျရှစ်ပါဝါ3ဖြစ်တဲ့အတွက်မို့3ညာ3နှလုံးပေါင်း3လို့ပြန်ဆင်းတယ်ဗျ3ညာနောက်ပိတ်လို့လာတယ်ဗျ3ညာပိတ် ဒီဘက်မှာကျွန်တော်လေးရှိနေတယ်ဗျလေးရဲ့ပါဝါဒီ9လေးပါဝါ9ဖြစ်တဲ့အတွက်မို့ဒီဘက်အောက်မှာကျွန်တော်သုံးလုံးပေါင်း9ဖြစ်ရမှာဗျ216သုံးလုံးပေါင်း9ဗျလေးပါဝါ9ဖြစ်တဲ့အတွက်မို့ဒီဘက်ဒီဘက်မှာသုံးလုံးပေါင်း9တို့ပြန်ဆင်းတယ်ဗျ216သုံးလုံးပေါင်း9 6ထိတ်လို့လာတယ်ဗျ 6ထိတ်3ရပိတ်6 3ရလို့ဆင်းလာတယ်ဗျလေးလေး6 3 4 4 6နှလုံးပေါင်းကျွန်တော်3ရလို့ရတယ်ဗျ6နှလုံးပေါင်း3ရ3ရရဲ့ပါဝါဒီ5 3ရပါဝါ5ဖြစ်တဲ့အတွက်ပေါ့ဒီဘက်အောက်မှာကျွန်တော် နှလုံးပေါင်းကျွန်တော်၅ဖြစ်ရမယ်ဗျ။တုံညာရှိနေတယ်ဗျ။တုံညာရှိနေတယ်ကျွန်တော်နှလုံးပေါင်း၅ဖြစ်ရမယ်ဆိုတော့ကျွန်တော်၅ထည့်ရမယ်ဗျ။၅နောက်ပေးပြီ။သုံးကမြောက်ကျွန်တော်ထပ်ပေးခဲ့မယ်ဆိုတော့ကျွန်တော်၅နောက်ပေးပြီ။တုံညာ၅နှလုံးပေါင်း၅ဗျ။ဒီဘက်မှာကျွန်တော်၄ရှိနေတယ်ဗျ။၄ရဲ့ပါဝါဒီ9 လေးပါပါ9ဖြစ်တဲ့အတွက်ပေါ့ဒီဘက်အောက်မှာကျွန်တော်တို့၃လုံးပေါင်းကျွန်တော်တို့9ဖြစ်ရမယ်ဗျ14ရှိနေတယ်ဗျ14ရှိနေတယ်ကျွန်တော်တို့၃လုံးပေါင်း9ဖြစ်ရမယ်ဆိုတော့ကျွန်တော်ခွန်ထည့်ရပါဗျခွန်ထိတ်ခွန်ထိတ်9ပိတ်ခွန်9လို့ရထားတယ်ဗျရှစ်လေးခု၃လုံးပေါင်း၉